ကန်တွင်ဒေါ်လာ100ဘီလီယံယင်းနှင့်မြောက်နေရန် TSMC စီစဉ်နေ။အမေရိကန်ကုန်ထုတ်လုပ်မှုလုပ်ငန်းကြီးထွားလာစေဖို့အတွက်ရည်ရွယ်ပြီးအမေရိကန်မှာအနည်းဆုံးဒေါ်လာ100ဘီလီယံယင်းနှင့်မြောက်နေဖို့ထိုင်ဝမ်တပိုင်းလျက်ကူထုတ်လုပ်ရေးကုမ္ပဏီ TSMC စီစဉ်နေကြောင်း Writer မှာဖော်ပြထားပါသည်။ TSMC ကုမ္ပဏီဒေါ်လာ100ဘီလီယံယင်းနှင့်မြောက်နေမယ့်အစီအစဉ်ကိုတမ်လာထရက်ကကုမ္ပဏီ CEO နဲ့အတူမတ်လ3ရက်နေ့ကအင်ဖြူတော်မှာကြေညာခဲ့ပါတယ်။ မေရိကန်ကုန်ထုတ်လုပ်ငန်းမှာယင်းနှိမ့်မြောက်မှုတွေကိုအားပေးဖို့ထရက်ကကြီးမားတဲ့သွန်အားပေးမှုနဲ့အတူအခုလိုကျင်းပချက်ထွက်လာတာဖြစ်ပါတယ်။ TSMC ကုမ္ပဏီဟာ chips ထုတ်လုပ်ရေးကုမ္ပဏီဖြစ်ပြီးအမေရိကန်ကုမ္ပဏီများစွာအတွက် chips တွေကိုထုတ်လုပ်ပေးနေတာဖြစ်ပါတယ်။အမေရိကန်မှာလိုအပ်နေတဲ့ chips နဲ့တပားလျက်ကူပစ္စည်းတွေကိုထုတ်လုပ်ဖို့တည်ဆောက်နိုင်ရမယ်လို့လည်းထရက်ကပြောပါတယ်။အဆိုပါယင်းနှိမ့်မြောက်မှုကအရီဇိုးနားပြည်နယ်မှာလှုပ်ဆောင်လျက်ရှိတဲ့အစီအမံ cheese making ဆက်ယုံသုံးယုံကိုတည်ဆောက်ရမှာအထောက်အကူဖြစ်စေမှာဖြစ်ပြီးအလုပ်အကင်ပေါင်းတောင်းတဲ့ချီဖန်တီပေးနိုင်မယ်လို့လည်းကုမ္ပဏီကခန့်မှန်းထားပါတယ်။ကြီးညာချက်သစိတ်တစ်ပိုင်းအနေနဲ့ TSMC ကုမ္ပဏီကတိတ်ငယ်တဲ့ cheese ပြားတွေကိုပုံမအားကောင်းတဲ့စနစ်တွေအဖြစ်ဆုပ်စေကသူတည်တနာအနေနဲ့ဖော်ပြသုတ်တရေးစင်တာတစ်ခုဖြစ်တယ်။အစီအမြထုတ်ပေါ်မှုဆိုင်ရာအစားအုံတစ်ခုကိုလည်းတည်ဆောက်သွားမှာဖြစ်တယ်လို့သိရပါတယ်။ ထိုင်ဝမ်တပတ်လျှက်ကူပစ္စည်းထုတ်လုပ်ရေး TSMC ကုမ္ပဏီကလာမယ့်နှစ်တွေမှာနောက်ထပ်ဒေါ်လာ100ဘီလျံတန်ဖိုးရှိ chip ဆက်ရောင်ငါခုတ်ကိုအမေရိကန်မှာယင်းဒီမြောက်နံတိဆောက်သွားဖို့အစီအစဉ်ကိုတမ္မနာထရန်နဲ့အင်ဖြူတော်မှာတင်းနှလာနေကသွေးဆောင်ပြောခဲ့ပြီးတဲ့နောက်ထရက်ကအခုလိုပြောလိုက်တာဖြစ်ပါတယ်။ပြီးတွင်မှာအခုလိုထုတ်လုပ်နိုင်ရင် အမေရိကန်အနေနဲ့အာရှထုတ်လုပ်သူတွေကိုမှီခိုနေရတာနေသွားမှာပါ။ TSMC company ကအမေရိကန်မှာနောက်ထပ်25ဘီလီယံထက်ရင်းနှီးမြှုပ်နှံပြီး65ဘီလီယံအထိတိုးမြှင့်ဖို့ပြီးခဲ့တဲ့နှစ်ဧပြီလတုန်းကသဘောတူခဲ့တာဖြစ်ပါတယ်။2030မှာတတိယဆက်ရုံကို Arizona မှာထပ်သင်မှာပါ။အထူးသဖြင့် Taiwan အပေါ်တရုတ်ကအဖြစ်အပျက်တိုးမြှင့်လာတဲ့အတွက် Taiwan ထုတ်လုပ်ရေးအပေါ်မှီခိုနေရတာကို အမေရိကန်ကစိုးရိမ်လာတာဖြစ်ပါတယ်။ Taiwan ဟာသူ့အချုပ်အခြာအနအောက်မှာရှိတယ်လို့တရုတ်ကပြောပါတယ်။ မြန်မာကုန်ရဲ့သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။